အခုလောက်သွားတဲ့ငလျင်ကလေးကြာဒီလက်ရှိဟိုထုတ်ပြန်ချက်တွေအရာတော့သူ7.7 Richter scale ရှိတယ်လို့သိရတော့လေဒါကဘလောက်ပြင်းထန်တဲ့ပြင်းအားဖြစ်လဲပေါ့နော် ပြီးတော့ဒီမြန်မာနိုင်ငံမှာအရှိမလောက်သွားခဲ့ဘူးတဲ့ငလျင်တွေတဲမှာဆိုရင်ပေါ့နော်ဒီလောက်ပြင်းအားရှိတာနောက်ဆုံးဘယ်နှစ်ခုနှစ်တုန်းကဗမာလောက်ခဲ့တဲ့ငလျင်ဖြစ်မလဲဆရာ USGS ကဟိုပေါ့လေသူ website မှာတင်ထားတဲ့သတင်းချက်လက်အရဆိုရင်အဲသူဒီဒါ7.7ပေါ့လေ မဲ့ပြည်ဟုတ်တယ်ပြင်အားရှိတယ်ပေါ့နော်အဲဆိုတော့အခါကျတော့ဟိုကျွန်တော်တို့ပြင်အားပမာဏနဲ့ကြီးနေဆိုရှင်တော့ဒါဒီတကယ်ကိုဟို severe earthquake လို့ပြောလို့ရတာပေါ့နော်ပြင်းထန်တဲ့ငလျင်လို့ဟိုပြောရမှာပေါ့နော်ဆိုတော့အခါကျတော့ခစ်သစ်ဒီဟိုအပိုင်းချားနဲ့ဒီဘက်ခစ်ဒီမှာဆိုရှင်တော့ဒါဒီဟိုမြန်မာနိုင်ငံရဲ့ဟိုတခြားမှာတော့အင်အားပြင်းဆုံးငလျင်လို့ပြောလို့ရမှာဆိုတော့စကိုင်းပြည့်ရွေးကလှုပ်တယ်ငလျင် နောက်ဒီနည်းနည်းလေးဟိုအတိအကျပြောမယ်ဆိုရှင်တော့ကျွန်တော်တို့အင်းဝအပိုင်းကလုတာပေါ့နော်ကျွန်တော်ကအင်းဝ segment ဆိုပြီးတော့တုံးနေပါနော်ဆိုတော့ဒီအင်းဝ segment အင်းဝအပိုင်းကနေပြီးတော့1839ခုကအင်းဝငလျင်ဆိုပြီးတော့လုတ်ထားခဲ့ပါတယ်1839ကဆိုတော့ပြင်းအားဒီကျွန်တော်တို့ကဟို၈လောက်ထိရှိမယ်ဆိုပြီးတော့ဟိုခံမှန်းတွက်ချက်ခဲ့ကြတာပေါ့လေ7 point 6နောက်ကနေပြီးတော့ကျွန်တော်တို့7လောက်ထိရှိတယ်ဆိုပြီးတော့ဟိုနောက်ပိုင်းဟိုလုံခဲ့တဲ့ဒီ50နှစ်အတွင်းမှာပြန်လဲပြီးတော့တုံတက်တဲ့ဟာကြီးရှိတာဆိုတော့ဟိုပြန်လဲလှုပ်ခတ်ဖို့ရာအတွက်ကြာချင်းကလည်းလေဟိုဘလောက်ထိအချိန်ကာလအပိုင်းအခြားရှိတယ်လဲဆိုရဲအဲ့တုန်းကကျွန်တော်ခံမှန်းခဲ့ကြတာကအာ190နှစ်200ပတ်ချာလဲလောက်ကြာလို့ရှိရင်ဒီလိုမျိုးဟိုပြင်အားရှိတဲ့ငလျင်တွေဒီပြန်လဲပြီးတော့ဟိုလှုပ်ခတ်နိုင်တယ်ပေါ့အဲ့လိုလေးတွေကျွန်တော်ခံမှန်း အတွက်ချက်ခဲ့တာအရှိခဲ့တာပေါ့နော်ဆိုတဲ့အခါကျတော့မြန်မာနိုင်ငံရဲ့သမိုင်းမှာတော့လူအသေးအပြောင်းအများဆုံးကျွန်တော်ငလျင်ဆိုလို့ရှိရင်1839အင်းဝငလျင်တည်ကျွန်တော်တို့ဟို300ကျော်400နီးပါးလောက်အသေးအပြောင်းရှိခဲ့တာပေါ့ဆိုတော့အဲ့ဒီအပိုင်းကနေပြန်ထုတ်တာဖြစ်တယ်ဆိုတော့တိတ်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အကွေ history ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီဟာမျိုးပြန်ရရှိတဲ့ငလျင်တုတ်ခဲ့မှုတယ်ဒါပေမဲ့ခုခက်တဲ့မှာဆိုရင်တော့ကျွန်တော်တို့ဒီကာလမှာတော့ကျွန်တော်တို့ ဒီ7.7ကပြင်အများဆုံးနဲ့လည်းလို့ပြောနိုင်မှာထင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာအဲ့ဒီဒီ7.7ဟို register scale ရှိတဲ့ပြင်အားနဲ့ပတ်သက်ပြီးတော့ပေါ့နော်နှစ်အပိုင်းအခြားကိုတိတိကျကျအနေနဲ့ပြောမယ်ဆိုရင်တော့သူအဲ့နှစ်တရာလောက်အတွင်းမှာဒီငလျင်အပြင်းဆုံးလို့ပြောနိုင်မဲ့သဘောမျိုးလားဆရာအဲ့သူကခုနပြောလို့ပေါ့ဒီ1839ကနေလုတ်ခဲ့ပူလာဟို1839လုတ်တယ် အခုက7 point sorry 8လောက်ရှိခဲ့တယ်ပေါ့ဒီကြားထဲမှာကျွန်တော်1912ပေါ့မင်းမျိုးငလျင်ဆိုပြီးတော့လုတ်ခဲ့ဘူးအဲ့တော့မင်းမျိုးငလျင်ကလည်းပဲအဲ့တော့ကတော့ဘာမှအကွေခဆိုပြီးတော့တုံ့ရတာပေါ့နော်ဆိုတော့တနိုင်ငံလုံးခံစားရတယ်အစောပိုင်းဒီကတော့အဲ့ဒီ1912ငလျင်ကလည်းပဲပြင်အားကျွန်တော်တို့8လောက်ရှိတယ်ဆိုပြီးတော့အဲ့တော့ကခံမှန်းခဲ့ကြတယ်သို့တော်လည်းပဲနောက်ပိုင်းဟိုတွက်ချက်တာတွေကြာကြတော့8လောက်တော့အပြင်းညမာရှိကြမှာရှိနေမယ်အဲ့တော့7.5 အပတ်ချတဲ့နောက်ကတော့ရှိနိုင်တယ်ဆိုပြီးတော့ခံမှန်းခဲ့ကြတာပေါ့အဲ့တော့ကျွန်တော်တို့က1900ဟိုလောက်ကနေတွက်မယ်ဆိုရင်တော့ဒီကောင်ဒီအကြီးဆုံးဖြစ်ကောင်ဖြစ်လိမ့်မယ်ပေါ့လေဟုတ်ကဲ့အဲ့တော့မြန်မာနိုင်ငံတပိုင်းတစ်ခုလုံးနဲ့တွက်မယ်ဆိုတော့အဲ့ဒီ1900စနစ်အခု2025ပေါ့ဒီလိုပြောရမှာပေါ့ဟုတ်ကဲ့ ဟုတ်ကဲ့ပါဆရာနောက်တစ်ခုကတော့ဒီဒီလောက်ပြန်အားရှိတဲ့ငလျင်လှုပ်သွားပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဒီမြန်မာနိုင်ငံကပြည်သူတွေအနေနဲ့အထူးသဖြင့်ဒီစကိုင်းမန္တလေးဒေသတွင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့ဘာတွေထပ်ပြီးတော့တရီထားဖို့လုံးမလဲပြီးတော့ငလျင်နောက်ဆက်တွဲတွေဆက်လာဖို့ရှိမလားသူကဟိုကျွန်တော်တို့2012တပိတ်ချင်းငလျင်တုန်းကဆိုရင်သူက6.8နဲ့လှုပ်တယ် ဟင်းရ6တက်တမရှိရှိတယ်ပေါ့နော်။အဲ့နှစ်နှစ်၃နှစ်လောက်ကိုကြာတယ်။သူရဲ့ဟိုနောက်ဆက်တွဲငလင်းကြီးလုတ်တဲ့ကြာကြည့်တယ်။အခုကက9တက်တမခွန်နောက်ဇောက်ကလည်းဇောက်တိတ်ပေါ့နော်။တန်းအဲကီလိုမီတာလောက်ပဲရှိတာဆိုတဲ့အခါကျတော့နောက်ဆက်တွဲငလင်းကြီးကတော့လာမသေးကြတယ်။အဲ့တော့9တက်တမခွန်လုတ်ပြီးတော့ဟိုပါမကြပဲ။အဲဟိုဟို6တက်တမ၄ပေါ့6.4ရှိတယ်နောက်ဆက်တွဲငလင်းကြီး။တန်းလုတ်တယ်။အဲဆိုတဲ့အခါကျတော့နောက်ဆက်တွဲငလင်းကြီးကတော့အားလိမ့်မယ်။ 7.7 main show ကအဓိကငလေးက7.7ရှိတဲ့အတွက်ကြောင့်မို့လို့ခုနသူနဲ့ကတ်လိုက်လာတဲ့နောက်ဆက်တွဲငလေးကတော့6.4ရှိတယ်။နောက်လာနိုင်တဲ့ငလေးတွေကလည်းပဲကျွန်တော်ထင်တယ်။ဟို5.5 to 5.6လို့စသဖြင့်ပေါ့။ဟိုဒါမျိုးပတ်ချတဲ့ငလေးတွေကတော့လှုပ်ကောင်းလှုပ်လိမ့်မယ်လို့တော့ကျွန်တော်ခံမှန်းရတာပေါ့။ဟုတ်ကဲ့။ ဟုတ်ကဲ့ပါဆရာ။နောက်တစ်ခုကတော့ဒီအငလျင်ဒီလိုမျိုးနောက်ဆက်တွဲငလျင်နေဆက်လာနိုင်သေးတာဖြစ်တဲ့အတွက်ပေါ့နော်။အာဒီမြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့အာဒီငလျင်နဲ့ပတ်သက်ပြီးတော့ဘေးကင်းရေးဆရာအနေနဲ့ဘယ်လိုအကြံပြုနိုင်တာမျိုးများရှိမလဲရှင်။အဲဝါပေါ့လေဟိုအမဒီပြည်သူတွေအနေနဲ့ကတော့ခုနပြောသလိုပေါ့နောက်ဆက်တွဲငလျင်ကတော့လာလိမ့်မယ်။အဲ့တော့မိမိရဲ့အိမ်ဒီအတွင်းမှာသူကဟိုနည်းနည်းလေးလိုက်ပြီးတော့ ဟိုကြည်စစ်ဆေးကြရမှာပေါ့နော်အဲ့တော့ဥပမာဆိုပါစို့ပြိုလဲနိုင်တဲ့ဒီအီနောင်ပရီဘောကကြီးပေါ့ဥပမာကျွန်တော်ဘီလိုလိုဟာမျိုးတွေစသဖြင့်ပေါ့တော့မီးဆိုင်တွေအဲအဲ့လိုမျိုးတွေရှိနေတယ်အတိုးလိုတွဲလောင်းတွေကြနေတဲ့ဟာမျိုးတွေပေါ့စင်ဝင်တို့ဟာမျိုးတွေရှိနေတယ်ဆိုရင်အဲ့ကောင်တွေကိုရှင်းလင်းပြီးတော့ဖြုတ်ချထားလိုက်တာကောင်းတယ်ပေါ့နော်အဲကိုနောက်တစ်ခုကအိမ်ပေါ့မိမိရဲ့အိမ်အခြေအနေအဲ့တော့ငလင်းကြီးလှုပ်လိုက်လို့မလို့ပြိုကျသွားခြင်းတော့မရှိဘူးသို့တော်လည်းပဲမိမိရဲ့အိမ်ဒီ အခုနကကျွန်တော်သုံးသပ်လိုက်တယ်ပေါ့လေအခါဟိုဟာပေါ့အကြံပြုလိုက်တယ်နောက်ဆက်တဲ့ငလင်ပြင်းအားကအဲ့ဒါ6 to 5.7လို့အဲ့လောက်လာလိုက်ရင်ကိုပဲဟိုနည်းနည်းကြီးကြီးမားမားပြိုသွားနိုင်တဲ့ဟာမျိုးပျက်စီးသွားနိုင်တာရှိတယ်ဆိုရင်တော့အဲကျွန်တော်အနေနဲ့အကြံပြုလိုတာကဒီပြည်သူတွေပေါ့လေဟိုအိမ်အပြင်မှာနေကြတာတော့ပို့ပြီးတော့ကောက်ပုံနေမယ်အဲ့တော့ဟိုနောက်ဆက်တဲ့ငလင်လာနိုင်တယ်အဲအကယ်၍အိမ်ထဲကိုဝင်ရင်ပြီးတော့ဆောင်ရွက်ကြရမယ်ဆိုရင်တော့ပါပဲကျွန်တော်တို့ဒီ ကိုယ်ရဲ့ helmet လေးပေါ့နော်အဲ့ဒါခန္ဓာကိုယ်ကိုအကာအကွယ်ဖြစ်စေမဲ့ကိုရင်းလေးတွေဟိုယူဆောင်ဆောင်းဝင်ဆောင်းသွားပြီးတော့ကျွန်တော်ဟိုဟိုပြုမှုနေတိုင်းဆောင်ရွက်ဖို့ကျွန်တော်အကြံပြုလိုတာပေါ့လေအဲ့တော့လှုပ်လာတိုင်းလည်းရေးကြီးတုတ်ပြနဲ့ဟိုပြရခတ်မသွားဘူးပေါ့လေနည်းနည်းလေးစိတ်ငြိမ်ငြိမ်ထားပြီးတဲ့အခါကျတော့ဝိမိအိမ်အတွင်းကအန်ဒီရဲ့ကျင်းနိုင်တဲ့နေရာမျိုးလေးတွေမှာဟို ငလီနောက်ဆက်တဲ့ငလီရက်သွားတဲ့အထိပေါ့လေနေနေတာမျိုးအကာအကွယ်ယူနေတာမျိုးပေါ့အဲ့ဒါမျိုးလေးပေါ့လေအရင်တော့ကတော့ကျွန်တော်တို့ကစပွဲဒီလိုပြောကြတာပေါ့လေအဲ့တော့စပွဲအဓိကကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအကာအကွယ်ယူဖို့ပါပဲပေါ်ကပြုတ်ကြတဲ့အချိန်မှာဟိုခန္ဓာကိုယ်ပေါ်ကိုပြုတ်မကြအောင်ပေါ့အဲ့ဒါမျိုးလေးတွေသတိထားပြီးတော့အာပြုတ်ဖို့နေထိုင်ကြဖို့ကျွန်တော်အနေနဲ့တော့ကျွန်တော်တို့အနေနဲ့အတီအကြံပြုပေးလို့ရပါဟုတ်ကဲ့ ဟုတ်ကဲ့ဆရာအနောက်တစ်ခုကဒီငလျင်ပေါ့နော်ဒီလိုပြင်ပြင်အားရှိတဲ့ပြင်အားကြီးတဲ့ငလျင်လှုပ်သွားပြီးတဲ့နောက်ပိုင်းမှာဒီအဒီရေအပြောင်းလဲတို့ဘာတို့ကရောဘလို့ဖြစ်နိုင်လဲဆရာဒီပင်လယ်ကမ်းရိုးတန်းမှာဆက်ဆက်ပြီးတော့လောက်ကနေကြရတဲ့သူတွေအနေနဲ့ရောဘာတွေသတိထားဖို့လိုအပ်မလဲရှင်အဲခုကတော့ကျွန်တော်တို့ကလှုပ်တဲ့ငလျင်ကကုန်းတွင်းပိုင်းကစကိုင်းကြက်ကြီးကလှုပ်တဲ့အတွက်ကြောင့်မို့လို့ဟိုပင်လယ်ဟိုတင်းနေတော့တိတ်ပြီးတော့ဟိုပြဿနာတော့တော့စေတော့ကျွန်တော်တို့ဟိုတွေမဖြစ်နိုင်ဘူးခေါ့လေဟုတ် ကိုစိုးရင်စရာမရှိဘူးလို့ပြောရမှာပါအဲဒါပေမဲ့ကျွန်တော်တို့ကတတိုနှစ်ပေါ့လေမြန်မာပုံပြီးပေးတာဖြစ်စဉ်နေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တခုနဲ့တခုကဆက်သွယ်မှုတော့ရှိနေတာပေါ့လေတိုးတိုးလေးပဲကာလာပိုင်းခြားနှစ်ကတော့တော်ကြာကြာမှသာလည်းဖြစ်ပြီးဖြစ်တာရှိတယ်လို့ပေါ့ဟိုကျွန်တော်ကယူဆကြတာဟိုဒါကြောင့်မို့လို့ဟိုလောက်တဲ့ငယ်ဒီသတိုင်းချက်ကြီးအကုန်လုံးပိုင်းကဖြစ်တယ်အဲဒါကြောင့်မို့လို့ဟိုပင်လေကန်လန်းဒီသားတစ်ယောက်မှရှိရတူဒီအတွက်ကတော့ဟိုတိတ် ဟိုဘာမှစိုးရင်စရာမရှိဘူးပေါ့ဆူနာမီလာတာတို့ဘာညာတို့ပေါ့လေအဲ့ဒါမျိုးတွေရောကျွန်တော်တို့စိုးရင်စရာမရှိပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဒီအလက်ရှိနှုတ်ခတ်သွားတဲ့လှုပ်ရှားသွားတဲ့ငလျင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆရာအနေနဲ့တခြားဖြည့်ဆွတ်ပြီးတော့ပြောဆရာများရှိအောင်မလားရှင်ဟိုကျွန်တော်တို့ဟိုဟာကပေါ့လေဟိုလွန်ခဲ့တဲ့ဟိုနှစ်ပိုင်းခြားဒီ90နှစ်လောက်ခဲကဟိုကျွန်တော်တို့အနေနဲ့ကတော့ဒီဟိုမြန်မာနိုင်ငံငလင်ကော်မတီပေါ့လေဟိုကျွန်တော်တို့ဒီတက်ကတူတီတီက ပမောကရေးနိုင်ငံတကာအပညာရှင်တွေဆိုသူတင်တာလုပ်နေကြတယ်ကာကိုကကြောဒီဟိုတောက်လျှောက်ပေါ့လေဟိုကျွန်တော်တို့အသိပညာပေးတဲ့အားတွေလုပ်ကြတယ်နောက်တစ်ခါဒီလူမျိုးပေါ့လေဟိုသတင်းဌာနတွေနဲ့အင်တာဗျူးတဲ့အခါတွေမှာတော့ကျွန်တော်တောက်လျှောက်ဒီဟာလေးတွေကိုပြောတာပေါ့လေဟိုမြန်မာနိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင်တော့စကိုင်းပြိုက်ပြီးအဓိကဖြစ်နေတယ်ပေါ့အဲ့တော့ဖြစ်ခဲ့တဲ့အထဲမှာမှ1839ခုဝါငလင်လုပ်တဲ့အပိုင်းလေးတွေ ပြန်လည်လှုပ်နိုင်ခြင်းများလာပြီးအဲ့1900ဒီ29တောင်ကုန်းငလျင်တို့1930ပဲခူးငလျင်တို့စသဖြင့်ပေါ့အဲ့လိုအပိုင်းလေးတွေကလှုပ်မယ်ဆိုရင်ကျွန်တော်တို့ကလှုပ်နိုင်ခြင်းတွေကအရှိနေကြတယ်အားလုံးဟိုတွင်ဖြစ်ကြဖို့ပေါ့လေဟိုတတိလေးတွေထားပြီးတော့ဟိုဟိုဟိုဒီတိုင်းဟိုဟိုဘာကောင်းလဲအဆောင်ဆောင်တာဘာညာဒီကစပေါ့လေအဲ့တော့ကျွန်တော်တို့အဆောင်ပြီးသားအဆောင်ဦးတွေလည်းပြန်လည်ပြီးတော့ ဟိုမောမန်ပြင်စင်တာတွေကစလုပ်ကြဖို့ဆိုပြီးတော့အဓိကတွေကတော့ဟိုဆိုးဝဲခဲ့ကြတာပေါ့နော်ဆိုတော့အခုလည်းပဲကျွန်တော်တို့ဟိုဟိုလှုပ်တော့လှုပ်ခတ်သွားပြီ event ကျွန်တော်တို့ကဟိုကိုဗစ်ကာလအတွင်းကတောင်းပါပဲဟိုများပြည်တွေအိမ်ထဲမှာနေနေရတဲ့အချိန်မှာလှုပ်ခတ်လို့ရှိရင်အန်တီရောများမှာပဲပေါ့ဒါမျိုးတွေတွေလည်းစဉ်းစားခဲ့ပူကြတာပေါ့နော်ဆိုတော့အခုကတော့ဟိုဘာပဲဖြစ်ဖြစ်ဒါဟို1839ကလှုပ်သွားတဲ့ဟာဒီ အပြန်လဲလှုပ်ခတ်ခြင်းနဲ့တိုင်းတာကြည့်မယ်ခံမှန်းတွက်ချက်ကြည့်မယ်ဆိုရင်လှုပ်တဲ့ဟိုလှုပ်ဖို့ရတဲ့ပေါ့ဟိုဖြစ်နိုင်ချေရန်များနေပြီစသည်ဖြင့်ဒီလိုဆွေးနွေးခဲ့ကြပြီးတော့ခုတော့လှုပ်လှုပ်လှုပ်ခတ်သွားတာပေါ့လေဒါကြောင့်မို့လို့ဟိုကျွန်တော်တို့အနေနဲ့တဘာဝပေးရတော့ကာလတူအနေနဲ့ရတော့ကျွန်တော်တို့ကဟိုဘယ်နဲ့ပြန်လှုပ်မယ်တပတ်ခါလှုပ်မယ်နောက်နှစ်လှုပ်မယ်အဲ့လိုဟိုကံမပြောဆိုနိုင်ခြင်းမရှိတော့လဲပဲပေါ့လေဟိုကာလလက်တို့ကာလရှိတို့ဟိုကံမ အတွက်ချက်ထားတဲ့အရာလေးကိုတော့ကျွန်တော်ကဟိုတန်းနေလေးဟိုရင်းလုပ်ပြီးတော့ဟိုကောင်းနေပေါ့လေနည်းနည်းလေးအတ္တိထားပြီးတဲ့အခါကျတော့ဟိုအဆောက်အဦတွေစောက်တဲ့အခါအာနောက်တစ်ခါဒီဟိုမျိုးပြပေါ့လေစီမံကိန်းတွေပါဆောင်ရွက်တဲ့အခါအာဒီချက်လက်တွေကိုကျွန်တော်ကထည့်သွင်းစဉ်းစားကြရမယ်ပေါ့လေဒီနောက်ပြည်သူတွေအနေနဲ့လည်းဟိုကိုယ့်ရဲ့အဲ့အင်းကြီးနဲ့တက်တန်းဘလောက်ကြာပြီလဲအဲ့ဘယ်လို ခန္ဓာရရှိတော့သလားမရှိတော့ဘူးဆိုလို့ရှိရင်ဘယ်လိုဟိုခန္ဓာရရှိအောင်အမောမှန်ပြင်ဆင်ကြရမလဲဒါမျိုးလေးတွေကျွန်တော်တို့ကအဲဆက်လက်ဟိုလည်းဆောင်ရွက်ကြရမှာပေါ့နော်ခုကတော့အောက်ဖြစ်ပြီးတဲ့နောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ဆက်တွဲအရင်လာနိုင်တယ်အဲ့ဒါလေးတွေကိုပဲတော့သတိထားပြီးတော့ကျွန်တော်တို့ဟိုပြုမှုသွားလာနေထိုင်ကြဖို့ပဲကျွန်တော်တို့ကြံပေးလိုပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။